မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ကြီးရွာကိုဧပြီလ19ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လာသားအရွယ်ကလေးငယ်တွေအပါအဝင်အရက်သား24ဦးတိဆုံးခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲချက်ဖိုက်တာနဲ့ပေါက်နှံဘုံတွေလာရောက်ကျဲချခဲ့တာဖြစ်ပြီးရွာလယ်ကစီတိုင်းကိုထိမှန်ပောက်ကွဲခဲ့တာလို့မြေပြင်သတင်းအရင်းမြစ်ကဆိုပါရယ် ပြောချင်တာကပြည်သူတွေရှိတဲ့နေရာကိုမှတည့်တည့်ကျေးတာပါရေထွက်ကျေးရွာဆိုလည်းထုံနေလကောက်မယ်ကျွန်တော်ပြည်သူရှိတဲ့ဘေးမှာဘာမှမရှိဘူးကျွန်တော်စီရေးပြတ်မှလည်းမဟုတ်ဘူးပြည်သူရှိတဲ့ပြည်သူအများပြားနေနေတဲ့ဒီနေရာကိုကျေးတာဆိုတော့အဲ့ဒီနေရာကလည်းဖြစ်ချင်တော့လူမေးအိတ်စိုက်တဲ့နေရာဖြစ်နေတယ်ဆိုတော့အဲ့ဒီနေရာကိုဒဲကြရဲမီးလောင်နေတချို့ဆိုရင်ဒါဟိုပြောလို့တော့မကောင်းပါဘူးဗျာကျွန်တော်တို့ဒီမီးလောင်ကျွမ်းနေတဲ့ကလေးအလောင်းလေးတွေအမ် body စိတ်ပန်းလေးတွေတွေ့ကြရမှာပါဒါဟာ ကျင့်ရင်သိတာပါတယ်။အရသာပြည်သူရှိတဲ့နေရာကိုဒီကထားပြစ်မှတ်ထားပြီးတော့ကိုတိုက်ခိုက်တာပါ။မလ၁၈ရက်နေ့ကလည်းရေထက်ကြီးရွာနဲ့2မိုင်လောက်အကွာကလက်ကြကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရသာ73ဦးသေဆုံးခဲ့ရပါသေးတယ်။အခုစစ်ကောင်စီတိုက်ခိုက်ခဲ့တဲ့ဒေသတွေဟာငလှိနှံကိုအပြင်းထန်ခံစားခဲ့ရတဲ့မန္တလေးတိုင်းအတွင်းကဒေသတွေဖြစ်ပြီးရေထွက်ကြီးရွာဟာဆိုရင်လည်းငလှိညောင်းအိမ်ပြိုခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။ စစ်ကောင်စီရဲ့လက်အောက်မှာမရှိတော့တဲ့အဲ့ဒီဒေသမှာဒေသခံတွေဟာတနိုင်တပိုင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကိုလုပ်ကင်နေကြတာပါဒီကတော့ရွှေပေါ့ရွှေတူးဖော်ရေးကိုအဓိကအဲ့ပဲအဲ့လုပ်ငန်းအများဆုံးပဲပေါ့ညာတိရဖို့စစ်တပ်ကအကုန်နေရာဆုံးကိုသူတို့တည်ရင်အဓိကတော့ပြည်သူတွေအဲ့မှာအဆင်ပြေနေတယ်အဲ့ပြီးတော့ဒီကောင်တွေရဲ့ရွေချက်ကပြည်သူတွေကိုအများကြီးတည်နေတယ်အဲ့ကြောင့်ပြည်သူတွေစိတ်ကကြပြီးတော့ ဟိုတော်နိုင်ရေးပါဘူးကုညီလာအောင်ဒီကတို့ရဲ့ရွယ်ချက်ပဲတေဆုံးမှုများပြားခဲ့တဲ့မန္တလေးငလှင်ကြောင့်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိစစ်ကောင်စီကယာယီအပြစ်ခတ်ရဲဆဲမယ်လို့ဆိုထားပေမဲ့လေယောင်းတိုက်ခိုက်မှုတွေကိုတော့ဆက်လုဆောင်နေတာတွေ့ရပါတယ်။ AOD ကစုဆောင်းထားတဲ့အချက်လက်တွေအရစစ်ကောင်စီအပြစ်ရဲ့ကြီးညာခဲ့တဲ့ဧပြီလ2ရက်နေ့ကနေ20ရက်နေ့အထိလေယောင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေကြောင့်အရက်သားနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တိစုံသူ200နီးပါးအထိရှိခဲ့ပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့အရဲသားတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းမီဒီယာနဲ့အင်တာဗျူးမှာအရဲသားတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာရောနှောနေပြီးပြည်သူတွေကိုကာကွယ်ဖို့အတွက်လှုံ့ဆော်ရတာဆိုတဲ့သဘောမျိုးဖြေရှုသွားခဲ့ပါသေးတယ်။